အန်ရှူအားကိုကျင်းငယ်ရင်နဲ့ဖျော်တော့ကငလင်းလုတ်ပြီးတပည့်ကြားတဲ့ဒီသက်ရှင်နိုင်ခဲ့သူမင်္ဂလာပါပရိသတ်ကြီးရှင်အခုတင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့အန်ရှူအားဘူးကိုကျင်းငယ်ရင်နဲ့ဖျော်တော့ကပြိမိနေတဲ့နေရာမှာတပည့်တိတိနာယီပေါင်း195နာယီကြာသက်ရှင်လွတ်မြောက်ခဲ့သူအကြောင်းလေးကိုဖော်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါရဲ့ရှင် လက်ရှိလူမှုကွန်ရက်ပေါ်မှာအာလုံးဝမ်ပန်းတတာနဲ့ပျော်နေရတဲ့ကိစ္စကတော့ပြိုကျသွားတဲ့ Golden Country Hotel ကြီးတဲ့ကနေငယ်နေလို့ပြီးတော့တပည့်ကြာမှအသက်ရှင်လျက်ပြန်လည်လို့မြောက်လာခဲ့တဲ့ဖြစ်ရဖြစ်ပြီးတပည့်ဆိုတဲ့ချိန်ကြာကြီးမှာလူတစ်ယောက်ကဘလို့အသက်ရှင်ခဲ့လဲဆိုတဲ့ချက်ကလည်းတော်တော်လေးစဉ်းစားစရာဖြစ်သွားခဲ့ရတာပဲဖြစ်ပါရင်ငယ်လင်းကြောင့်နိုင်ပါ195နာရီကြာ Golden Country Hotel ပြိုကျပြတ်ပြီးတော့ပိတ်မိနေတဲ့သူကတော့ကန်ထူးလုံးသူ ဦးစန်းလွင်သူဖြစ်ပါရည်။သူရဲ့မိသားစုဝင်တွေကအသက်ပြောက်ဆုံးကပ်ဖို့တောင်မှစီစဉ်ထားပြီးဖြစ်တဲ့အချိန်မှာပြန်လည်အသက်ရှင်လျက်ကဲဆဲခံခဲ့ရတာပဲဖြစ်ပါရည်။ဦးစန်းလွင်ဟာမန်လီ65လမ်းပေါ်က Golden Country Hotel မှာမက်လာ28ရက်နေ့ငနေဘေးတန်ကြောင့်အောက်ဆုံးလွာကိုပြိုကျတဲ့အထင်မှာပါသွားခဲ့တာဖြစ်ပြီးအဆိုပါဟိုတယ်ပြောကြားမှုကိုတရုတ်နိုင်ငံကကဲဆဲရေးဖွဲ့တွေကရှာဖွေကဲဆဲခဲ့ကြတာပါ။ ီလိုရှာဖွေကိစ္စနေရင်တပတ်တတိပြိမိနေတဲ့မျိုးသားတဦးကိုအသက်ရှင်လျက်ကိစ္စနိုင်ခဲ့ကြပါရီအဆိုပါမျိုးသားဟာဦးဆန်းလင်ဖြစ်ပြီးတော့ပြိုကျပြီးတော့ပြိမိနေတဲ့အချိန်မှာစားတော့စရာဘာမှမရှိပဲမိမိခင်အတွက်ဝယ်ယူလာတဲ့အန်ရှူအဘူးတွေကိုရေးတဲ့ဆုံးရှုံးမှုမရှိအောင်ရေးလဲမရှိတာကြောင့်သူ့ရဲ့ခြင်းငယ်ရင်ထဲပဲဖြော့ပြီးတော့အသက်ဆက်ခဲ့တာဖြစ်ပါရီ ဦးစန်းလွင်ဟာတိုက်ပြိုကြမှုမှာနိုင်ပေါင်း190ကြာပြိမိပြီးမှအသက်ရှင်လျက်ကင်းစင်နိုင်ခဲ့တာဖြစ်ပါတယ်။မလာ28ရက်နေ့ကလေးကပြိမိနေခဲ့တဲ့အသက်53နှစ်ွယ်ဦးစန်းလွင်ဟာအထက်မှာတပတ်တည်းတည်းအသက်ရှင်နေနိုင်ခဲ့တဲ့ထူးခြားတဲ့ကံကြိုးပေးရှိသူတစ်ယောက်လည်းဖြစ်ပါတယ်။ တရုတ်ကယ်ဆယ်ရေးဖွဲ့တွေရဲ့ဆိုရဒီနေ့ဆိုရင်တော့တစ်ရာဂိုင်နှုံးသာရှင်နိုင်တဲ့ခွင်လန်းရှိနေပြီးမိသားစုကလည်းမနေ့ပြန်ဆိုရင်ရက်လေလှုပ်ဖို့ပြင်ဆင်နေကြပါပြီဒီလိုချိန်မှာဦးဆက်လွင်ဟာတရုတ်ရှာဖွေကယ်ဆယ်ရေးဖွဲ့ရဲ့ကယ်ဆယ်ပေးမှုနဲ့အပြင်ကိုရှော့ရှော့ရှူရှူနဲ့လုံမြောက်လာနိုင်ခဲ့တာဖြစ်ပါတယ်ပိမိနေရကနေထွက်လာချိန်မှာလည်းဦးဆက်လွင်ဟာအာရင်ချင်းနေနေတဲ့အခြေအနေနဲ့လွတ်လာခဲ့ခြင်းမဟုတ်ဘဲနဲ့ကောက်ကောက်မော်မော်စကားပြောဆိုနိုင်ပြီးတော့အင်အားချင်းနေသွားခြင်းမရှိတဲ့ပုံစံနဲ့ထွက်လာနိုင်တာပဲဖြစ်ပါတယ်ခနာကိုရေးတဲ့မဆုံးရှုံးအောင်လို့အန်ရှူဝါဘုတ်ကိုကျင်ငယ်ရင်နဲ့ဖျော်တောက်ခဲ့တဲ့ ညံတခုကပဲသူ့ရဲ့တက်ကိုကဲတင်သွားခဲ့တာပဲဖြစ်ပါရင်ပရိသတ်တွေကတော့ဦးဆန်းလွင်ရဲ့ညံကောင်းမှုပေါ်အုံနောက်ကောင်းတဲ့သူပဲအရေးကြုံတက်လုံကောင်းရမယ်အသက်ကိုညံဆောင်ဤကျမကြီးဘူးသူတာလိလာထားသူမို့လို့အသက်မသေးဝမ်းသာစရာပါစိတ်ကိုကောင်းလို့အသက်ရှင်တာတကယ်ညံကြီးရှင်အသက်ကိုညံဆောင်နေဆိုတဲ့ဇာတ်ကိုတက်သေးပြသွားတာကောင်းကံမကောင်းကံဆိုတာဒါမျိုးထင်ပါရင်ကံမကောင်းလို့အများနည်းတူပြိမိတဲ့ထဲပါသွားခဲ့ပေမဲ့ ကောင်းကင်ကြောင့်မလို့အန်ရှူအဘူးတွေနဲ့တူပိတ်မိပြီးတော့အသက်မသေးဘဲနဲ့တကယ့်ကိုမှထူးဆန်းလို့နဲ့ကန်တရားပါပဲမိမိကိုကထွက်တဲ့စီဟာတကယ်တော့တန်ရှင်းပါရင်စေပညာရပေါ့အရေးမကြုံလို့သာမတောက်ဖူးကြတာပါလိုအပ်ရင်တောက်ကြရမှာပါညံကူတော့လို့အသက်ရှင်နိုင်သွားရင်အမြန်ဆုံးပြန်လဲကျမ်းမာလာပါစေမိခင်ကအသက်ဆက်ပြီးရလို့ပြောရမလို့ပါပြီးတော့ကျင်းငယ်ရီကိုပြန်ရီလို့ခေါ်ပါရီကင်ဆာယောဂါကိုတောင်မှကင်နိုင်တယ်လို့ကြားဖို့ပါရီသူလောက်တာမှန်ပါရီအသက်တည်းရေးကြည့်တာမရှိတာပဲအသက်ကိုညံဆောင်နေဆိုတာအဲ့ဒါပါပဲ ူရဲ့ပင်ပန်းစည်းရဲမှုတံကိုလည်းခန်းစားမိပါရီဆက်လက်ကြမှာပျော်ရွှင်ပါစေလို့ဆုတောင်းပေးပါရီဆိုပြီးဦးစက်လင်ရဲ့ထူးခြားတဲ့ဖြစ်ရပ်ပေါ်မှာအသီးသီးဝင်ရောက်ပြောဆိုခဲ့ကြတာပါဦးစက်လင်ကတော့သူရဲ့ညင်ရဲ့ထက်မြက်မှုကပေးတဲ့အသက်နဲ့ငနေပေးကြီးမှာရှင်းတန်းနိုင်သူဖြစ်သွားခဲ့ပြီပဲဖြစ်ပါရီ